ကမ္ဘာပေါ်ကနေရာဒေတာတိုင်းမှာဆိုလို့ရှိရင်ထူချာဆန်းပြပြီးရောအဲအောင်ဆရာကောင်းတဲ့အိမ်ပေါင်းများစွာရှိပါတယ်။အဲ့ဒီအိမ်တဲကမှထူချာဆန်းပြပြီးရောတရေ6လောက်ဆိုပြီးနာမည်ကြီးရဲ့အိမ်တောင်လို့ရှိပါတယ်။အဲ့ဒီအိမ်ကတော့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားမှာရှိတဲ့ဆန်ဝဆေးအရက်မှာရှိတဲ့ဝင်ဂျက်စတာမင်းစထရီဟောက်ပဲဖြစ်ပါတယ်။ဝင်ဂျက်စတာကြီးကဘာကြောင့်ထူဆန်းပြီးရောတရေ6တဲ့အိမ်ဖြစ်သတ်မှတ်ထားကြတာလဲ။ဒီအင်ကြီးကြောင့်ကိုပြောရမယ်ဆိုလို့ရှိရင်နော်မော့ဆိုးမာကြီးဆာရာဝင်ဂျက်စတာကြောင့်ကိုလည်းပြောမှာဖြစ်ပါတယ်။ဆာရာဝင်ဂျက်စတာဟာ1862ခုနှစ်ကဝီလီယံ ဝန်ဝစ်ဆန်ဆာနဲ့လက်ထပ်ထိမ်းမြခဲ့တယ်။အဲဒီနောက်မှာတော့1866ခုနှစ်မှာလာသားရဲ့တမီလီတည်ဆုံးခဲ့တယ်လို့1882ခုနှစ်မှာတော့ခင်မိုးဖြစ်သူကပါတည်ဆုံးခဲ့အတွက်ကြောင့်မို့အဲဒီအချိန်ကတော့သူမအတွက်ဝန်နဲ့ဆရာအကောင်ဆုံးအခိုက်အတန့်တွေဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမခင်မိုးဖြစ်သူထံကနေပြီးအမွေနှစ်များစွာရရှိခဲ့တယ်။နောက်ပိုင်းမှာတော့သူမ1886ခုနှစ်မှာ New Haven ကနေပြီးဆန်အိုစစ်အရင်မှာရှိတဲ့လက်သမားအိမ်တလုံးကိုဝေပြီးတော့ပျောက်ရှင်နေထိုင်ခဲ့တယ်။သူမကအဲဒီအိမ်မှာစပြီးနေထိုင်စဉ်ကစလို့ပြည့်ပြည့်ပြောင်းလဲမှုပြုလုပ်ခဲ့ ့တာကနောက်ဆုံးသေဆုံးခဲ့ရဲ36နှစ်ကြာတဲ့အထိရောက်မှာမပြီးဆုံးသေးခဲ့ပါဘူး။အဲ့ဒီအင်ဂျီရဲ့အမြင့်ဆုံးနေရာက9ထက်အထိမြင့်ပြီးတော့ခမန်းချီအပြစ်ဆိုလို့ရှိရင်အဲ့ဒီအင်ဂျီမှာအခဲပေါင်း900ပါရှိပါတယ်။ဒေသခံတွေရဲ့ UNESCO ရဲ့အရဆိုလို့ရှိရင်အဲ့ဒီအင်ဂျီမှာ Winchester Rifle နဲ့ပြတ်တက်ခဲ့တဲ့ဝင်းညီတွေက6လနေရဲ့အတွက်ကြောင့်လို့ဝင်းညီရဲ့ကျင်းနဲ့စစ်ဖို့ဆိုပြီးတော့အဲ့ဒီအစာအုပ်ကိုတိုးချဲ့တိစောက်မှုတွေပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။တူမရဲ့တခွက်ခဲနဲ့ကဝင်းညီကအဆက်မပြတ်ဆိုသလိုစီစဉ်ညွှန်ကြားမှုတွေပြုလုပ်နေခဲ့ရတယ်ဆိုပြီးတော့လဲဆိုထားပါသေးတယ်။အာတချို့သူတွေကတော့ ော့သူမယနေ့ထက်တာအဲ့ဒီအင်ဂျင်မှာမကျွတ်မလွတ်ဖယ်နဲ့ဝင်းကြီးဘဝနဲ့ချုံနောက်ခံနေရတယ်ဆိုပြီးတော့လည်းယုံကြည်ထားကြပါသေးရဲ့ တာမင်ဂျင်ဂျင်းမှာထရီတာရဲ့ဗီဒီယိုကလေးရရနဲ့စောက်ထားတဲ့ဆိုင်တွေကတာမင်လူရင်စောက်လိမ့်မရှိတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ထွက်ပေါက်မရှိတဲ့မျက်နှာကျက်ဘက်ကိုလှည့်ထားတဲ့လှေကားတွေအပေါ်နေရန်ဘက်တွေမှာထည့်ရင်းထားတဲ့တကာပေါက်တွေအခြားခန်းတွေကိုကြည့်လို့ရအောင်ထည့်ရင်းထားတဲ့ပဒေမောက်တွေရှိပြီးရောအာနောက်ပြီးရောဝင်ပေါက်တစ်ပေါက်ထွက်ပေါက်၃ပေါက်နဲ့တခန်းတွေအပြည့်ကိုမှတိုင်လုံးကတက်ဆင်ထားတဲ့ဗီဒီယိုကလေးရတွေကအတော်ကလေးကိုမှကိုအံ့ဩမိတဲ့စရာကောင်းပါတယ်။ဒါကတော့အရင်ထူးခြားချက်တွေပါ။နောက်ပြီးရောတာရောက်လက်ဘက်သူတွေပြောစကားရဆိုလို့ရှိရင်ဂျင်ဂျင်းမှာကအေးဆက်နေတဲ့ ေရာတွေခြေရာတွေချက်ပြုတ်နေတဲ့အနှံ့အသက်တွေပုတ်တဲ့အနှံ့အသက်တွေပြီးတော့ခတ်တိုးတိုးစကားပြောတဲ့ချွတ်ချွတ်ချွတ်အတန်ချင်းကလေးဆိုပြီးတော့တကားပိတ်တဲ့အနေတစုံတရာကစောက်ကြည့်နေရဆိုပြီးတော့ရနေခန်းစားချက်မျိုးရှိနေလို့ဆိုပါရင်ဒင်းကြီးကိုတော့သူကတေဆုံးပြီးတော့ကိုလာအကြမှာပဲအများပြည်သူလာရောက်လက်ပတ်ဖို့ဆိုပြီးတော့ပြတ်တိုက်အဖြစ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်